ဟယ်လိုအားလုံးမင်္ဂလာပါဘတ်စပေါ်နဲ့ပြန်လည်ကြိုဆိုပါရစေဒီနေ့ကတော့လင်းညက်ကကစားတော်တွေကျွန်တော်အာစနယ်ကိုမန်ယူကိုပွဲပြည့်ရဲ့အချိန်မှာကျိုးတွေတင်ချရတဲ့အချိန်မှာဒုတိယနေရာကအာစတီအမှတ်ရတဲ့အချိန်မှာထိတ်ခလီဗာပူးဟာလက်ကျန်ဗနပွဲကစားပြီးရင်ဖလားရတော့မှလည်းဆိုတော့ကျွန်တော်တို့လီဗာပူးအနည်းနဲ့မြန်ပချိန်တော့ကျွန်တော်စောစောစီးစီးဖလားရနိုင်လဲဆိုတော့ကျွန်တော်တို့ဒါတော့တကြည့်အောင်ဒီမှာမို့အခုဆိုရင်ဒီမှာမို့ကဘောဇင်29ဘက်ကစားပြည့်အချိန်မှာရမခ80 အာစနစ်က28ပွဲကစားအပြည့်အချင်းမှာရာမတ်ကသူတို့ရေ55မက်ရှင်းပြမယ်ဆိုရအောင်လုံးဝအပြတ်တက်ကြီးဗျာဒါတပွဲရွနေလားနဲ့55မက်กว่าတော့တယ်လဘာဘူးဒါအာစနစ်တော့တပွဲနိုင်တော်မင်းနဲ့အမတ်က12မက်ခဲရှိတော့တယ်ဒါကြောင့်မို့လဘာဘူးကနောက်ထက်ဒါ3လေးလေးဆက်နေသူတို့လေးဝက်လောက်ရှုံးတယ်အောင်မင်းနဲ့အဆင်ပြေတယ်လက်ကြံကကျေကိုကိုဝဲပဲခြံနေကိုရဲ့ကြံခါမှာတို့ရေနောက်ထက် နားဘွဲလောက်သူတို့နိုင်မယ်ဆိုရင်တော့လီဗာပူး AC ကလာရှာပြီနားဘွဲမှာဆိုရင်ကျွန်တော်တို့ဒါသူတို့ဒီဒီကြပေါ့29ဘွဲမှာနားဘွဲရတော့မဖြစ်မနေသူနိုင်အောင်စားပြမယ်ဆိုရင်တော့လီဗာပူးကအနည်းနဲ့မြန်သူတို့ရေဖလားကရှာမယ်ဒီကြတဲ့မှာအာစနယ်ကရှုံးသွားမယ်ဆိုရင်တော့စောစီးစီးသူတို့တွေဖက်လားကကျွန်တော်တို့ရတော့မယ်ဒီဘာဘူးကလက်ကြံပွဲစဉ်ကြည့်မယ်ဆိုရင်တော့လက်ကြံပွဲမှာကသူတို့ Everton နဲ့ ရှိတယ်အမ်တန်နက်ဘွက်ရှိတယ်အပြီးတော့ဖူဟန်ဝဟန်လက်စတာစီးတီနဲ့စပတ်နောက်ပြီးချက်စီအာစတန်နဲ့ဘရဂန်တို့ခစ်စတဘလီဒါဒီဘွက်ပဲရှိရအစောစီးကတော့ပွဲချက်ကာလာဆိုတာထဲညာစောစီးတို့တွေအဆင်ပြေတယ်စောစီးမှာတော့အေဗာတန်တို့ဖူဟန်တို့ဝဟန်တို့လက်စတာစီးတီတို့စပတ်တို့တော့အေးစီနိုင်မယ်ဆိုရင်တော့အာစနယ်ပါဖြစ်ပြနေတယ်လို့စိတ်ဝင်စားစရာမျိုးတော့ဘူးအခုလဲကျွန်တော်စိတ်ဝင်စားစရာမျိုးပါဘူးအာစနယ်ပါဖြစ်ဖြစ်လီဗာပူးက စိတ်ကိုမဝင်စားတဲ့အနေအထားမျိုးကိုရောက်သွားပြီဒေါ်နာကဒီရီမာကလီဗာပူးဟာတက်တောင်တက်တာနဲ့ဖလားရတော့မယ်ဆိုပြီးတော့ကျွန်တော်ပြောချင်တာသူတို့ချန်ပီယံလိဂ်ကိုပဲသူတို့အာယုံဆူဆိုက်တော့မယ်ဒီအာစတေကလက်ရှိနေသားကိုအာစနယ်ကြည့်မယ်ဆိုရင်အာစနယ်ဒီနဲ့နောက်ပွဲတွေမှာဆိုရင်အာစနယ်ရဲ့ပွဲစဉ်တွေကြည့်မယ်ဆိုရင် နောက်ပွဲတွေမှာသူတို့ဒါချယ်ဆီတို့ဖူအန်တို့အဗာတန်တို့ဒက်ဖို့ရှိတယ်အပြီးတော့အက်စစ်တောင်းတို့အပြီးတော့ဒီကျွန်တော်ခက်စတေပဲလေးတို့ဘုံမော့တို့ ဒီပါဘူးကိုကျွန်တော်အနူကာဆယ်ရှိတယ်ဆောက်တန်းနိုင်လို့ရှိအားဆယ်ကားလည်းမထူးကျန်းတာပါပဲဒါပေမဲ့လည်းသူတို့မထူးကျန်းတာဖြစ်ပေမဲ့လည်းဖလားကတော့သူတို့ရဲ့လုံးဝရှားမဟုတ်ဘူးသူတို့ကလက်ရှိနေထားဦးကြည့်မယ်ဆိုရင်အားဆယ်ကဒါဒုတိယတတိယနေရာကလော်တန်ဖော်ဒရဲ့အမှတ်ကတိမကွာတော့လေးမှတ်ပဲကွာတော့ကြတော့သူတို့ချန်ပီယံလိဂ်ဝင်ကိုပဲဒီကအယုံစုလိုက်တင်တယ်ဖလားကတော့မမျောမှန်းနေတဲ့နေသားပါဇာဘူဘလောက်တိကျွန်တော်တို့ဒီလိုဒီလောက်တိအခြေအနေမြန်မြန်ဖြစ်သွားမယ်ဆိုရင်တော့လေဘာဘူဒီကိုစတိုင်နဲ့ကိုကိုလန်းကိုရှောက်တယ် ဒါဒီကျိုးတွေဘယ်လိုပဲတကြီးပဝင်းကြီးကိုစိတ်မစောပြသူလန်းသူလျှောက်ပြ AC သူလန်းကိုသွားတယ်အာစနယ်ကတော့မဟုတ်ဘူးဟိုလူကြီးဒီလူကြီးလုံးနဲ့အပြည့်တူကိုတူပါလေဘာမှပြင်ဆင်ထားတာမရှိဘူးတကယ်ဆိုရင်ဒီချမ်းမြပြည်လန်းချောင်းကိုအပြည့်ကျော်ရှိတာကအာစနယ်ကပြီးခဲ့တဲ့နေ့ရက်အစ်သက်ကဒုတိယနေ့ရက်ဆိုတော့အာစနယ်ကပိုးပြီးတော့ဒီမှာပုချေဝါကယင်နေတယ်ဒါတော့ပုဆိုဝါမျိုးဆိုတာကျွန်တော်ကလော့လာတဲ့မှာတော့သူတွေပြိုင်ဆိုင်မှုရှိတယ်ဒါပေမဲ့ ကလော့ထွက်သွားချိန်မှာအာနီစတော့ကဝါနူးတဲ့နီးပြားလေးလာတဲ့ချိန်မှာတော့အာစနယ်တို့ကျိုးရီဟိုအာနီစတော့ကိုအာဒီတာဘာမှမလုပ်ပြနိုင်ဘူးဖိနကလီဗာပူးဒီကစားသူနိုင်ရတဲ့ပွဲစဉ်တိုင်းမှာကစားကွက်ကောင်းတာအခြေပေါ်ဘူးသူတို့ဒီမာကုန်ရှိတယ်နိုင်စေးရှိတယ်ဘယ်လိုပဲဖြစ်နေကြရအောင်နိုင်မယ်ဆိုစိတ်တက်ကဒီလိုမျိုးချန်ပီယံဆူတီကိုတို့တွေဖိတ်ခေါ်သွားတာဗျာအာစနယ်ကမဟုတ်ဘူးသူဒီတိုက်စစ်ကလည်းညံ့နေတယ် ဘာမှဟိုမှာတက်စိညံ့တော်မင်းနဲ့ကိုယ်နဲ့ချိန်စားအားလည်းနေတဲ့ချိန်မှာအရေးကြီးတဲ့ချက်တဲ့ဆိုရင်သူဘာမှမလုပ်တတ်တော့ခေါင်းဆောင်ကောင်းလေးအစတင်မှာကျွန်ရဲ့ဦးဒီကကခေါင်းဆောင်ကောင်းလို့ချင်လာတော့မသိဘူးကျွန်တော်တို့ဦးဒီကနဲ့အစနေတင်းဟာဦးဒီကကိုဦးဒီကခေါင်းဆောင်နဲ့အစနေကိုကျွန်တော်နေတော့မကြိုက်ဘူးဗျကိုဘက်မှာတော့လီဗာပူးရဲ့ခေါင်းဆောင်ဘာဂျင်ဖန်နရီရှိတယ်ခေါင်းဆောင်ကောင်းအဲ့ဒီမှာကွာသွားတာဘာဖြစ်လဲလီဗာပူးဒီဒီကြပေါ့ဖလားကတော့ ကြရအောင်မေဒီတိုင်းမှာလောက်ဖလားပဲလုပ်ရမယ်ဆိုလက်ရှိနေထားကတော့ချန်ပီယံလေးရှိရယ်အပြီးတော့ပရီးမီးယားလေးရှိတယ်ပရီးမီးယားလေးရပြီပေါ့ဗျာပရီးမီးယားလေးရပြီထားရတော့ဒါမှမဟုတ်ချန်လိန်းနဲ့ကာလာဘောင်းကပ်ပဲရှိတယ်ကာလာဘောင်းကပ်ကနျူကာဆယ်နဲ့ပဲဖိုင်နယ်တကွဲရှိရတယ်နျူကာဆယ်ဘွဲကိုနိုင်ပြီဆိုရင်လည်းဖလားနှလုံးနောက်ထပ်ဒါဂျန်မလေးကိုလာအောင်ဆူဆိုင်မှုအပြည့်နဲ့ကစားသွားမယ်ဆိုရင်ဖလားသုံးလုံးနိုင်အောင်ပေါ့ပါလေဘာဘူးရှိရတယ်တကယ်လို့ဒါလေဘာဘူးဒီဒီယာကြီးကတော့ပေါင်းလက္ခဏာကြီးရဲ့ဆောင်းတာဗျာသူတို့ ဒီဖလားတုံးတုံးမှာရခဲ့မယ်ဆိုရင်ကုရီးယားတိုက်စင်ပြီးတက်စင်ဘူးကြီးမိုဟာမက်ဆာလကဘလွန်ရော်စုကိုတေချာဖို့လိုရမယ်။တရှိဥရောပကကြည့်မယ်ဆိုလည်းဆာလက်က28ခုရှိတယ်။တခြားလိတွေကကျွန်တော်ပရိုဟာပြင်းတလိတို့လာလီကာတို့ပလလီကာတို့ဂျာမန်ပလလီကာမှာဆိုရင်ကျွန်တော်တို့ဟာရီကိန်းတိရောက်တော့ဖဲသူ့ကိုပြန်ဆိုင်မှုရှိရ။သူ့ဟာရီကိန်းကလည်းဂိုးက20လောက်ပဲရှိတဲ့နေရာမျိုးမှာဥရောပရှုမနက်စုမှာလည်းဆာလက်က ရဘူးအဖွေကတော့ကျတော့ Blondio စုလဲတို့ရဲ့အချင်းကြီးကဖလားလာရခဲ့မယ်ဆိုရင်တော့စားတဲ့ Blondio စုကိုအချင်းကြီးကောင်းမယ်။ Barbie Liverpool ဒီလက်ရှိမှာတော့တို့ရဲ့အကောင်းဆုံးရာခိုးပိုင်ဆိုင်ထားတယ်။ဘလုံးမှမထင်မှတ်ထားတဲ့အမိသားမျိုးတို့ကလော့ထွားတဲ့အချိန်မှာအတင်းက Liverpool ဖန်ရလေးတည်ရပြ။သူတင်းဒီ Champions League ဝင်ကွင်းလောက်တာအမ်ရှူဆိုင်မူကံမဲဆိုထင်ရှားခဲ့ပေမဲ့အခုလိုမျိုးကြီးချန်ပီယံဆုရတော့လာကြီးကတော့ဒါကကျွန်တော်တို့အမျက်ထွက်သွားတဲ့ ို့ဆိုရမှာပဲ။ဘာဖြစ် uninstall အရင်ပေးခေါ်ကြည့်ရမှာဖြစ်တယ်။ဆောက်ရောက်တဲ့ရောက်ချင်းဇာတိမှာပဲပြင်ပြလေးပကားကြီးကိုကျိုးဒီကင်မြောက်နိုင်တော့မှာဖြစ်ပါတယ်။ Google Duration မှာတော့ပါပဲ